ဖြစ်ကိုနားထောင်ရအောင်ရှမတခုဝင်ခန်းကြီး6ခန်းငယ်7အတက်မွေးလောက်သောအစာကိုကျွန်ုပ်တို့အားယနေ့ပေးသနာတော်မူပါအရှင်ဖုရားလူသားတွေအတွက်အရေးကြီးမှန်းကိုဘုရားရှင်ပို့သိပါတယ်ဒုဗ္ဗာရေကျွန်တော်တို့ဒီဘုရားရှင်ခံတော်မှအတက်မွေးလောက်သောအစာတနည်းအားဖြင့်တစ်နေ့သာတစ်နေ့သာပို့ ပေးသနာဖို့ဘုရားရှင်ကိုရောနဲ့ကျွန်တင်ပြပါခြင်းမဲ့ဖြစ်ပါလေဟုတ်ပြီကျွန်တော်တို့ကျမ်းစာတော့တစ်ချက်နားထောင်ရအောင်ရောမဝတ္ထုခန်းနဲ့38ခန်းနဲ့40မှ41ရှင်သစ်ပြောလို့ဒီခေလုံးရနိုင်မှု၍သမောအောင်၌ချောင်းကြီးလျက်နေတော့ကသူတို့ကိုဝါစာပြေးနိုင်တယ်တော့ကြည်အောင်ငယ်တို့ဒီစားစရာမရှိတော့ကြောင့်လက်လက်လေးဘုရားသခင်ကိုအော်ဖြစ်တော့ကစားစရာကိုအပေဒီပေးတယ် ဖတ်ထားပါခင်ဗျာလူသားအလုံးပင်မကပဲတောတရိစ္ဆာအလုံးတို့ကိုပြန်ချင်းတော်ပါဗျာတောထဲမှာရှိတဲ့ရှင်သိတဲ့ကြားနေတို့များမကပြန်တန်းနေတဲ့ကြီးရတဲ့စာကလေးတွေခိုးနေမှအစဒီရာတွေကိုတွေးမွေးတော့ကြွားခြင်းတရားပဲဖြစ်ပါလေတို့ပါလေကျွန်တော်တို့လူသားများကိုဘုရားရှင်အောင်မေတ္တာရဲ့အနေနဲ့အရိုက်ရမှာ ဆင်းရဲဒုက္ခရောက်၍မစားရသောအစာများသည့်ပြေဝလာသောအခါအစာစားရာမရှိသောအခါဘုရားကြည်ပူမရရဲ့အောင်းမြင့်တရိယာဟုစုတောင်းပါလေခဗျာဓမ္မကျမ်းသာနောက်တစ်ချက်နားဆောင်ရအောင်ဓမ္မရဆိုရင်ပထမဆုံးခါတိ28ခန်းငယ်20ထို့အခါရှောလူဒီနေပေါ်မှာအလျာကျဝတ်လဲနေ၍ ရှင်မွေလာစကားကြောင့်အလုံးကြောင့်ယုံဤတနည်းနည်းတညလုံးအဘယ်အစာကမြမစားဘဲနေတော့ကြောင့်အာကုန်ပြီရှင်မင်းတော်လည်းပဲစိတ်ပေါ်ကရောက်လာတဲ့အခါမှာလောင်းဝအစာမစားနိုင်ပါဒုဗ္ဗာရဲ့ရှင်ဘုရားကျွန်တော်တို့လူသားများအတွက်ညီပြီးတောကမြမတိရောက်ဒီဖို့ကာကွယ်ပါထိုနမကကြမ်းမရင်အားလိုက်တဲ့များကိုလည်းကာကွယ်ပါ သူများကစိတ်ထဲတွေမပျော်ရွှင်ဘူးပြီးဆွေးနွေးရနွေးနေရတဲ့အချက်များအပြည့်မတုံရပဲကျွန်တော်တို့ဒီအစာများကိုစားနိုင်ဖို့ဘုရားတင်ပြမိပါကျမ်းစာနောက်တစ်ချက်နားထောင်ရအောင်ရှမဘဲခေါ်ရင်ခါကြီး26ခေါင်းက29ငါဆိုဒီကဣသပိရေမျိုးအစ်စ်ကိုငါခမေးတော်ဤနိုင်ငံ၌တင်းလို့နဲ့အတူငါမတော်မိနေတိုင်အောင်တခုမှစ၍တဖန်ငါမတော်ရဟုမိတ်တော်မူ၏ အရှင်ဘုရားလောကမှာနေတဲ့အခါမှာလူအစာများကိုစားဖို့ဘုရားခင်ဖန်ဆင်းပေးသလိုတနေ့တော့အခါမှာလောကကနေလုံမြောက်သွားတဲ့အခါမှာကျွန်တော်တို့ဤဝိညာဉ်များသည်ဘုရားခင်ပြင်ဆင်ပေးသောဝိညာဉ်အစာများကိုစားထိုက်သောသာသမီများဖြစ်စေပါမယ်ကြောင့်တခေယေရှုရဲ့နာမ၌အတနာခံရပါဗျာအာမင်